င်္ဂလာပါရှင် ကျမတော့ဖူအီအီနွယ်ပါ DV ရွမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာပါ NLD ဘိုဟိုကော်မတီဝင်တွေနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကိုတွေ့ဆုံခွင့်ရတယ်ဆိုတဲ့သတင်းဟာမမှန်ကန်ဘူးလို့ဘိုဟိုကော်မတီဝင်ဒေါက်တာမျိုးညွန့်ကပြောပါတယ်ဒီသတင်းကိုတုဒ္ဒချန်သာပြဖို့ထားပါတယ်ရှင် NLD ဘူကောမဒီဝင်းရဖြစ်တဲ့ဒေါက်တာတင်မြင့်ဝင်းနဲ့ဦးသိန်းဦးတို့နိုင်ငံတော်၏တိုင်ပင်ခံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်ကိုတွေ့ဆုံဝင်ရတယ်ဆိုတဲ့သတင်းတွေပြီးခဲ့တဲ့ရက်ပိုင်းကအင်တာနက်လူမှုကွန်ရက်မှာထွက်ပေါ်ခဲ့တာပါဒီသတင်းကအမှန်ကန်မှုမရှိသလိုတန်လျာဖြစ်စရာအခြေအနေရှိတဲ့အတွက်ဒေါက်ဆန်းစုကြည်ရဲ့ကျမ်းမာရေးကိုပိုပြီးစိုးရိမ်တယ်လို့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ဘူကောမဒီဝင်းဒေါက်တာမျိုးညွန့်ကပြောပါတယ် တင်းဟာတရင်းပါဖြစ်တာသိကြပါတယ်။ဒီတရင်းမာကြီးဟာအချိန်တက်ပြီးတော့ရွေးချက်ရှိရှိထုတ်ပြန်တယ်လို့ကျွန်တော်ကတော့တာမြင်ရှိပါတယ်။အဲ့ဒီလိုထုတ်ပြန်နေနေကျွန်တော်ခေါင်းဆောင်ရဲ့ကျမ်းမာကြီး ဒေါ်မ်ဆန်းစုကြည်ကိုသူရဲ့ရှင်းနေဖွဲ့က2022ဒီဇင်ဘာလထဲမှာနောက်ဆုံးတွေ့ခွင့်ရခဲ့တာဖြစ်ပြီးအဲဒီနောက်ပိုင်းအချိန်၃နှစ်နီးပါးကြာတဲ့အထိပြင်ပနဲ့ထိတွေ့ခွင့်မပေးတော့ဘဲစစ်ကောင်ဆောင်ကတည်င်းအမှောင်ချခဲ့ပါတယ်။ဒေါ်မ်ဆန်းစုကြည်ကိုဖြောက်ခံတဲ့ပြည်သူတွေကိုစစ်ကရေးရာတိုက်ခိုက်ချင်တာမကြခင်ပြုလုပ်မဲ့ရွေးကောက်ပွဲကိုနိုင်ငံတကာကအမြင်ပြောင်းစေချင်တာတွေကြောင့်တည်င်းအမှားတွေကိုစစ်ကော်မရှင်ကရည်ရွယ်ချက်ရှိရှိဖြန့်ဝေနေတာဖြစ်တယ်လို့နိုင်ငံရေးကျင်းသားဟောင်းတယောက်ကမှတ်ချက်ပေးပါတယ်။ တာဝန်အရှိဆုံးကတော့စစ်ကော်မရှင်ဖြစ်တယ်ပေါ့နော်ဒေါက်ဆန်းစုကြည်ကိုဖယ်နေရမှာထားတယ်ဘလို့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်ပွင့်လင်းမြတ်သားမှုရှိတယ်ဟာဒေါက်ဆန်းစုကြည်ကတော့ဒီလိုအခြေအနေရှိပါတယ်ဟာဒီမှာတော့မြင်တဲ့အတိုင်းမှာအဲ့လိုမျိုးပွင့်လင်းမြတ်သားမှုနဲ့သူ့ဘက်ကနေဂုဏ်သိက္ခာရှိရှိလုပ်ဖို့တော့လိုတယ်အဲ့လိုမဟုတ်ဘူးဆိုရင်ဒူလောဒူလောဒူလောနဲ့ပိုတရပ်ပိုတိုးပြီးတော့ကျွန်တော်တို့ကတော့စိုးရိမ်ပကင်းဖြစ်မိတယ်ဗျအဓိကတော့သူ့ရဲ့နိုင်ငံကြီးထွက်ပေါက်နိုင်ငံကြီးအကျိုးမြတ်အလို့ငါ ုသဖြင့်တော့ရွက်ကောက်ပွဲပေါ့ရွက်ကောက်ပွဲအပေါ်မှာအာယုံပြောင်းတယ်လို့တော့ကျွန်တော်တို့ကအဲ့လိုရှုမြင်သုံးသပ်တယ်ဒါတော်ဆန်းစုကြည်ကိုအသုံးချတယ်လို့တော့ကျွန်တော်တို့ကရှုမြင်သုံးသပ်တော့အဲ့ဒီအဲ့ဒီကိစ္စနဲ့ပတ်သက်လို့ပြင်းပြထန်ထန်ကန့်ကွက်တယ်ချုံချတယ်လို့တော့ကျွန်တော်ဒေသကပါကြပါတယ် ဆရာနာစတဲ့နေ2021 February တနင်္လာနေ့အစောပိုင်းကလေးကနိုင်ငံတော်ဥတည်ငံပုဂ္ဂိုလ်ဒေါက်ဆန်းစုကြည်သမ္မတဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရနဲ့ပါတီထိပ်တန်းကောင်းဆောင်တွေကိုစစ်ကောင်းဆောင်ကဖမ်းဆီးထိန်သိမ်းခဲ့တာပါအသက်80ရွယ်ဒေါက်ဆန်းစုကြည်ကိုစစ်ကောင်းရှင်တရားရုံးက2029နှစ်အထိချမှတ်ထားပြီးပြည်နယ်မှာထိန်သိမ်းထားတယ်ဆိုတာကိုတော့အတိအလင်းသတင်းမထုတ်ပြန်ခဲ့ပါဘူးကျွန်တော်တုဒ္ဒချမ်းသာပါ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ပူအောင်တက်တဲ့စစ်ကောင်စီပူအောင်တက်တို့ကြားနှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတဲ့ကချင်ပြည်နယ်ဗမော်ဖားကန့်ဝိုင်းမော်ခေါလန်ဖူးမြို့နယ်တွေမှာစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုအပြင်းထန်ပြုလုပ်ခဲ့ပြီးအရသာတေဆုံထိခိုက်ခဲ့တယ်လို့ KIA ကပြောပါရယ်။ဖားကန့်မြို့နယ်အခြေစိုက် KIA တပ်မဟာကိုတရင်6နေရာကိုအော်တိုဘလာ22ရက်နေ့မှာစစ်တပ်ကနေရောညပါလေကြောင်းနဲ့အပြင်းထန်တိုက်ခိုက်ခဲ့တာလို့သိရပါရယ်။ တရင်6ဘုံကျဲတိုက်ခိုက်ခံရတဲ့အထက်တေဆုံးထိခိုက်အခြေအနေအသေးစိတ်ကိုတော့မသိရသေးဘူးလို့ KIA သတင်းနဲ့ပြန်ကြားတဲ့တာဝန်ခံဘုံမူကြီးနော်ဘူးက DVB ကိုပြောပါရယ်။ဒါပြင်ဗမော်မြို့ဝိုင်းမော်မြို့နဲ့လန်းစင်ရွာတွေကိုလည်းဘုံကျဲနေပြီးပြည်သူတွေရှိတဲ့နေရာကိုပဲကျဲတာလို့ဘုံမူကြီးနော်ဘူးကပြောပါရယ်။ KIA ရဲ့စီရင်အရာ အော်တိုဘာလ20ရက်နေ့ကနေ22ရက်နေ့အထိစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ခေါလန်ဖူးမြို့နယ်လာဘော်ရွာမှာ အသက်80အရွယ်အမျိုးသမီးတစ်ယောက်သေဆုံးပြီးဝိုင်းမော်မှာအရသား3ယောက်ထိခိုက်ခဲ့တယ်လို့ဆိုပါတယ်ရှင်။ EU နဲ့ Egypt တို့ဟာ Euro 6ဘီလီယံတန် MOU စာချုပ်တစ်ခုလက်မှတ်ရေးထိုးခဲ့ပါတယ်။ဒီစာချုပ်ဟာ EU နဲ့ Egypt တို့ရဲ့အကူအညီ၊ကုန်သွယ်မှုနဲ့ရွှေ့ပြောင်းအရေးတို့နဲ့ပတ်သက်ပြီးတော့သဘောတူညီချက်အသစ်ပဲဖြစ်ပါတယ်။ ဒါဟာဒုတိယအကြိမ်ချင်းငွေဖြစ်ပြီးဤကြီးအတွက်တက်တာတဲ့အချက်လက်တွေပါတဲ့ချင်းငွေဖြစ်ပါတယ်။ဒီချင်းငွေအစီအစဉ်ဟာဤကြီးရဲ့ပြည်ပြင်ပြောင်းလဲရေးအစီအစဉ်တွေကိုပံ့ပိုးကူညီဖို့ရည်ရွယ်ပါတယ်။ဒါ့အပြင်အရှိအလယ်ပိုင်းအရေးယူကရိန်းအရေးတို့ကိုလည်းအပြန်အလှန်ပူးပေါင်းဆောင်ရွက်ဖို့ရည်ရွယ်တာပါ။ဒီပူပေါင်းဆောင်ရွက်မှုဟာ EU နဲ့ Egypt နိုင်ငံတို့အကြားခေါင်းဆောင်တွေပထမဆုံးတွေ့ဆုံတဲ့ထိပ်သီးအစည်းအဝေးပဲဖြစ်ပါတယ်။ EU ကော်မရှင်ဥက္ကဋ္ဌဘွန်ဒါလီယန်က ဘဏ္ဍာငွေထောက်ပံ့ကူညီမှုနဲ့အီဂျစ်မှာဥရောပရဲ့ AI နည်းပညာသုံးစက်ရုံတွေဖွင့်လှစ်မဲ့အကြောင်းအီဂျစ်နိုင်ငံသားတွေကိုလေ့ကျင့်ပေးမှုနဲ့ဥရောပရဲ့စူပါကွန်ပျူတာတွေစမ်းသပ်ခွင့်ရှိမဲ့အကြောင်းတွေကိုပြောဆိုခဲ့ပါတယ်ရှင်။ဒီဗီဒီယိုမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးအီအီနွယ်ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။